မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမြို့မှာနောက်ဆုံးကြန့်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမာယာ901နဲ့902တပ်ရင်းတွေကို DNL မဟာမိတ်ပူးပေါင်းတပ်တွေကအပိတ်သက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်ကြောင်မဲမြို့ကိုပါသိမ်းပိုက်ရရှိသွားပြီဆိုပါတယ်အကြမ်းဖက်စစ်တပ်ကပြန်ပြီးဖမ်းဆီးထောင်ချထားတယ်ပြည်ထောင်ဝင်ကြီးဟောင်းစွတ်ထွက်ရဲ့ဘေးကုမ္ပဏီနဲ့ပူးပေါင်းထုတ်လုပ်တက်ဆင်ခဲ့တဲ့ drone တားစီရဲ့ drone ကတ်တွေဟာ ော်လာရေးတက်တွေရဲ့ drone တွေကိုတားဆီးနိုင်ခြင်းမရှိဘူးလို့နေပြီးတော့စစ်ပသတင်းရေးမိကပြောထားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမြို့မှာနောက်ဆုံးကြံနေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ901နဲ့902တက်ရင်တွေကို DNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအပိတ်တသိမ့်ပိုက်လိုက်ပြီးတဲ့နောက်ကြောင်မဲမြို့ကိုပါသိမ့်ပိုက်ရရှိသွားပြီလို့ဒေါ်လာရေးသတင်းရှင်းမိကရန်ကုန်ခေတ္တကိုပြောပါတယ် ဩဂုတ်လ9ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲကြောင်မဲမျိုးကအချက်ဖတ်စစ်ကောင်စီရဲ့နောက်ဆုံးကြံနေတဲ့ခမရ901နဲ့902တက်ရင်နှစ်ခုကို DNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုပါတယ်အဲ့ဒီအတွက်ကြောင်မဲမျိုးမှာတော့စစ်တပ်စခန်းတွေမရှိတော့ပဲစစ်ကောင်စီကင်းစင်နေမြေဖြစ်သွားပြီကြောင်မဲမျိုးကို DNL ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကသိမ်းပိုက်ရရှိသွားပြီလို့တော်လိုင်းရင်သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိ2029စစ်စင်ရေးရဲ့ဒုတိယလှိုင်းမှာပဲ ညီတော်မဟာမိတ်သုံးဘွဲ့နဲ့မဟာမိတ်ပူပေါင်းတပ်တွေဟာနောင်ချိုမိုးကုတ်မိုးမိတ်နဲ့လာရှုံမြို့တွေကိုသိမ့်ပိုက်ထားပြီးနောက်မှာပဲအခုတခါကြောင်မင်းမြို့ကိုပါထပ်မံသိမ့်ပိုက်ရရှိသွားပြီဖြစ်တယ်လို့သိရပါတယ်ခင်ဗျတစ်ဖက်မှာတော့လာရှုံမြို့သိမ့်တိုက်ပွဲမှာဒဏ်ရာရခဲ့တဲ့အကြပ်ဖက်စစ်ကောင်စီရဲ့လာရှုံဒုတိယခရိုင်ရဲမှုလှမြို့ဆိုတဲ့တကူ MNDAA ကစစ်ကူတာပြီးခဲ့တဲ့အတွက်ပြန်လဲကျမ်းမာလာပြီလို့ MNDAA ကနေဓာတ်ပုံနဲ့တကွသတင်းထုတ်ပြန်ထားပါတယ် လာရှုံမျိုးကို MNDA ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်လာရှုံမျိုးကနေထွက်ပြေးဖို့လုပ်နေတဲ့အဲ့ဒီစစ်ကောင်စီတပ်ကဒုတိယခရိုင်ရဲမှုလှမျိုးဆိုတဲ့သူဟာရက်ွက်တဲ့ကြောင်းဘေးမှာအမြောက်ကြီးစံထိပြီးတော့ဒဏ်ရာရသွားတဲ့အတွက်လာရှုံစစ်တပ်စေယုံကိုရောက်သွားတယ်ဆိုပါလေအဲ့ဒီနောက်မဟာမိတ်ပူးပေါင်းတပ်တွေကလာရှုံရမခတိုင်းစစ်ဌာနချုပ်ကိုနေမြေရှင်းနေတဲ့အချိန်စစ်စေယုံကနေအလံဖြူထောင်းလက်နက်ချလာတဲ့အထက်မှာအဲ့ဒီခရိုင်ရဲမှုလှမျိုးဆိုတဲ့သူပါဒဏ်ရာတွေနဲ့ပါလာတဲ့အတွက် အလင်းဝင်လာတဲ့ဒဏ်ရာရစစ်သားတွေစစ်သုံးမန်းတွေနီတူ MNDAA တပ်တွေကအကုန်လုံးကိုစေကူတာပေးခဲ့ရမှာအခုတော့အဲ့ဒီလာရှုပ်ဒုတိယခရိုင်ရဲမှုလှမျိုးဆိုတဲ့သူလဲပြန်လဲကျမ်းမာလာပြီလို့ MNDAA ကနေတပ်ပုံတွေနဲ့တကွသတင်းထုတ် ပြန်ထားပါတယ်ခင်ဗျတဖက်မှာတော့အဂျမ်ပါစစ်တကပြန်ပြီးဖန်စီထောင်ချထားတဲ့ပြည်တဲရေးဝင်ကြီးဟောင်းစိုးထွတ်ရဲ့တရုတ်ကမ္ပဏီနဲ့ပူးပေါင်းထုတ်လုပ်တက်ဆင်ခဲ့တဲ့ drone တာစီရဲ့ drone ကတ်တွေဟာတော်လိုင်းရေးတပ်တွေရဲ့ drone တွေကိုတားဆီးနိုင်ခြင်းမရှိဘူးလို့ နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်အဲ့ဒီပြည်တဲ့ဝင်းကြီးဟောင်းဆွတ်ထွတ်ဆိုသူဟာနိုင်ငံတော်ကစစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံတွေကုံတွေရေးစခန်းတွေရဲစခန်းတွေအပြင်ဂိတ်စခန်းတွေထွေအုပ်ရုံတွေမှာပါ drone တားစီရဲ့ drone gat တွေကိုတရုတ်ကမ္ဘီနဲ့ပူးပေါင်းပြီးတော့ drone တင်တာ project တွေသူကိုယ်တိုင်ယူပြီးတက်ဆင်ခဲ့ပြီမြေအဲ့ဒီ drone တားစီရဲ့ drone gat တွေဟာ တော်လိုင်းရဲ့တပ်တွေရဲ့ drone တွေကိုလုံးဝတားဆီးနိုင်ခြင်းမရှိတာကိုလည်းစစ်ဆေးတွေ့ရှိရတယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိမှာတော့အဲဒီပြည်ထောင်ဝန်ကြီးဟောင်းစွတ်တုတ်ကိုအကြမ်းဖက်မဲအွန်လိုင်းကယာဒုကနေထုတ်ပယ်ထားတဲ့အပြင်2023ခုနှစ်ကပဲထောင်ဒဏ်9နှစ်ချမှတ်ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျ။ဒီတခါမန္တလေးမြို့မှာတော့အကြမ်းဖက်စစ်တပ်အတွက်တပ်သားတွေစုဆောင်းပေးနေလို့စစ်တပ်ကအယံသဘောကျတဲ့စစ်ကောင်စီခန့်မေဂဂီရီရက်ကွက်အုပ်ချုပ်ရေးမှူး ဖြိုးတန်တာအောင်နဲ့ညီမပြစ်သူတို့နှစ်ဦးပြစ်ခတ်ခံရပြီနှစ်ဦးလုံးသွေကုန်ကြပြီလို့မန္တလေးမြို့နယ်ပြည်သူတို့ရဲ့ပြောဆိုခြင်းနဲ့စစ်တပ် lobby telegram တွေရဲ့ဖော်ပြချက်အရာသိရပါတယ်ဒီကနေ့ဩဂုတ်လ6ရက်နေ့မနက်9:00နာရီဝင်းကျင်လောက်ကပဲမန္တလေးမြို့အောင်မြေတာဇန်မြို့နယ်ကမေဂဂီရီရက်ကွက်18လမ်း82လမ်းတောင်မှာအကြမ်းဖက်စစ်တပ်တပ်သားတွေလိုက်လံစူဆောင်းပေးနေသူမေဂဂီရီရက်ကွက်အုပ်ချုပ်ရေးမှုဖြိုးတန်တာအောင်နဲ့ညီမပြစ်သူခင်ဖုံးစုဆိုသူတို့နှစ်ဦးကို ။ဆိုင်ငယ်နဲ့တဏ္ဍသမားတို့ကနေပြစ်ခတ်ရှင်းလင်းသွားပြီးနှစ်ဦးလုံးနေရာမှာတင်ပွန့်ချင်းမိကိုသေကုန်ကြတယ်လို့ဆိုပါတယ်။အဲ့ဒီမေဂါဂီရီရက်ကွက်အုပ်ကြီးမှဖြိုးတန်နာအောင်ဆိုတဲ့သူကအကျန်းဖက်စစ်တဲ့အတွက်တတသစ်တွေလိုက်လံစုဆောင်းတဲ့နေရာမှာသူ့ရက်ကွက်မှာတယ်မဟုတ်ပဲအောင်မြေတာဇန်မြို့နယ်မှာပါအုပ်စုဖွဲ့လူစုပြီးတတအစ်စ်တွေလိုက်စုဓာတွေလူငယ်တွေကိုဖမ်းဆီးတာတွေမှာရှေ့ဆုံးကနေအားကျုံမန်တက်ပါဝင်ခဲ့တဲ့သူဖြစ်တဲ့အတွက်စစ်တပ်ကအရန်သဘောကျတဲ့သူဖြစ်တယ်လို့ အခုတော့သေးပြီလို့အောင်မြင်သဆန်းမြို့နယ်နေပြည်သူတို့ကပြောထားပါလေအဲ့ဒီအုတ်ကြီးမှဖြိုးတန်နာအောင်ဆိုသူတို့ညီမနှစ်ဦးပြစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက်မှာပဲအကြပ်ဖက်စကောင်စီတပ်ကမန္တလေးနဲ့အောင်မြေတဆန်မြို့နယ်မှာစစ်ဆင်မှုတွေလှုပ်ဆောင်နေပြီး CCTV မှတ်တမ်းတွေလည်းလိုက်တောင်းနေသလိုလက်ရှိကလည်းမန္တလေးမြို့ကိုတော်လှန်ရေးတပ်တွေဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေကြောင့်စစ်ကောင်စီကမန္တလေးမြို့မှာလုံခြုံရေးတွေတုံ့ပြန်ပြီးအထူးတင်းကျပ်ထားတယ်လို့လည်းသိရပါပါတယ်ခင်ဗျ။တဆက်ထဲမှာပဲ မန္တလေးမြို့ကမန္တလေးတက္ကသိုလ်မှာအချမ်းဖတ်စစ်ကောင်စီရဲ့တိုင်းဝင်ကြီးချုပ်နဲ့ပညာရေးဝင်ကြီးတို့တက္ကသိုလ်အတွင်းဝင်ရောက်လာတဲ့အချိန်အမျိုးသမီးတော်လိုင်းရဲဘော်တွေကမိုက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ရွှေဘိုခရိုင်တရင်15ရဲ့ရဲဘော်စောကုံကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီကနေ့ဩဂလ6ရက်နေ့မနက်ပိုင်းမှာပဲမန္တလေးတက္ကသိုလ်မိန်းထဲမှာအချမ်းဖတ်စစ်ကောင်စီလက်အောက်ခံပညာရေးဝင်ကြီးဌာနကအထက်မြန်မာပြည်ကျောင်းပေါင်းစုံစာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ဖို့ဆိုပြီးစေကောင်စီကမန္တလေးတိုင်းဝင်ကြီးချုပ်နဲ့ပညာရေးဝင်ကြီးတို့လာရောက်တဲ့အချိန် ကျောင်းသားတွေထိခိုက်မှုမရှိအောင်ရှောင်ရှားပြီးတော့အမျိုးသမီးတော်လိုင်းရဲ့ဘော်တွေကတပြိုင်တည်းမိုက်ခွဲတက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခတ်တဲ့အချိန်ဝင်းကြီးတွေနဲ့အတူလုံခြုံရေးပါလာတဲ့စစ်ကောင်စီတပ်သားတွေလည်းရှိပြီးထိခိုက်မှုအခြေအနေကိုမသိရသေးသလိုလက်ရှိမှာက2029စစ်စင်ရဲ့ဒုတိယလှိုင်းနဲ့အတူရှမ်းမစစ်စင်ရဲ့ကိုဖော်ဆောင်နေတဲ့မန္တလေး PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာမန္တလေးမြို့နယ်မိုင်အနှဲငယ်သာဝေးတော့တဲ့စစ်တပ်စခန်းတွေနဲ့မြို့တွေကိုသိမ်းပိုက်လာနေပြီးတဖြည်းဖြည်းမန္တလေးမြို့နယ်နီးကပ်လာနေပြီဖြစ်တဲ့အတွက် မန္တလေးမြို့ကပြည်သူတွေအနေနဲ့လဲတိုက်ပွဲအခြေအနေတွေကိုမျက်ခြေမပြတ်သတိထားနားဆွင့်နေဖို့လိုအပ်နေတယ်လို့ဒေါ်လာရေးရပေါ်တွေလဲအိမ်ပြန်လာနေတဲ့လမ်းပေါ်တွေမှာရောက်နေကြပါပြီလို့ရှမန်စစ်စင်ရေးမှာပါဝင်ဆင်နွှဲ့နေတဲ့ရွှေဘိုခရိုင်တရင်15ရဲ့ရဲဘော်စောကွန်ကပြောထားပါလိမ့်ခင်ဗျအခုတခါမကွေးတိုင်းဘက်မှာတော့စိတ်ဖြူမြို့နယ်မှာလုံခြုံရေးယူဖို့ဆိုပြီးထွက်လာတဲ့အကြက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လန်ရေးတပ်တွေကဖျက်အားပြင်းမိုက်နှွေပါအုံပြုပြီးလမ်းကနေကြပြတ်တိုက်ခတ်ရမှာ စေကောင်းစီဘက်ကအရာရှိတဦးအပါဝင်၁၀ဦးဝင့်ကျင်ကတော့အသီးသီးသေကုန်ကြပြန်ပြီလို့စိတ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကိုသူရင်ကရှင်ကုန်ခေတ်တေကိုပြောပါတယ်။ဩဂုတ်လ၃ရက်နေ့ကပဲစိတ်ဖြူမြို့နယ်ကစိတ်ဖြူပေါက်လမ်းမပေါ်ကိုလုံုံရေးယူဖို့ဆိုပြီးထွက်လာတဲ့အချက်ဖတ်စစ်ကောင်းစီတပ်စစ်ကြောင်းရဲ့ရှေကင်းစစ်သားတွေကိုတော်လိုင်းရင်တပ်တွေကအသင်ဆောင်ပြီးခြားတောက်ရွာထိပ်မိုင်းခွင်းနဲ့ရောက်တဲ့အချိန်ဖောက်ခွဲတက်ခိုက်လိုက်ပြီးကြားပြတ်တက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခိုက်မှုအတွင်း မိုင်းငွေနဲ့တဲ့တဲ့ရောက်လာတယ်စစ်ကောင်စီတပ်ကအရာရှိတဦးအပါဝင်စစ်ကောင်စီတပ်သား၁၀ဦးဝင့်ကျင်ကတော့ကြားပြတ်တိုက်ခိုက်မှုအတွင်းမှာပဲအသီးသီးသေကုန်ကြတဲ့အပြင်ခြေလက်ပြတ်သွားတဲ့ပြင်းထန်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီးတဲ့နောက်စိတ်ဖြူဆေးရုံဘက်ကအကုန်လုံးတဲ့သွားကြတယ်လို့စိတ်ဖြူမြောက်ပိုင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကိုသူရင်းကပြောထားပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ